ဆိုလိုက်ပါတယ်ရှင်။သင်ဟာမျောလင့်ချက်တွေအောင်မြင်မှုတွေရဲ့နောက်ကွယ်မှာတကယ်တမ်းထိ ंछ ုံနေတဲ့အရာကဘာဖြစ်မယ်လို့သင်ထင်ပါတယ်လဲ။ပြီးတော့တခါတလေမှာကျမတို့ကိုကိုကိုဒီလိုမေးခွန်းတွေမေးဖို့ကြပါလား။ဘာလို့တချို့လူတွေကအရာရာတိုင်းမှာအဆင်ပြေပြီးကံကောင်းနေရတာလဲ။ငါဘဝကဘာလို့ဒီနေရာမှာပဲရပ်တန့်နေရတာလဲ။ ါလိုချင်တဲ့အောင်မြင်မှုပျော်ရွှင်မှုကိုဘယ်လိုရနိုင်မလဲဆိုပြီးတော့မေးဖို့ကြပါသလားဒီမေးခွန်းတွေရဲ့အဖြေကတော့ကျွန်တော်တို့ရဲ့အတွင်းစိတ်အုံနောက်ထဲမှာရှိနေတဲ့အစွားအထက်ဆုံးသောလက်နက်တစ်ခုဖြစ်တဲ့အတွေးပဲဖြစ်ပါတယ်ကျမတို့ရဲ့အတွေးတွေဟာကျမတို့ရဲ့ဘဝကိုပုံဖော်ပြနေတယ်ဆိုတာပါပဲရုံရှင်းတယ်ထင်ရပြီးမှတကယ့်ကိုအမှန်တရားပါပဲကျမတို့ဘာကိုတွေးနေလဲ ဘာကိုစိတ်ထဲမှာထားနေလဲဆိုတဲ့အပေါ်မှာမှုတည်ပြီးကျမတို့ရဲ့အပြုအမူတွေဆုံးဖြတ်ချက်တွေကကျမတို့ရဲ့ကံကြမ္မာတွေကိုအဆုံးဖြတ်ပေးနေပါတယ်။စာရေးသူပြောထားတာကလူတယောက်ရဲ့နှလုံးသားထဲမှာရှိနေတဲ့အတွေးတွေအတိုင်းသူဟာအမှန်တကယ်ဖြစ်လာတယ်ဆိုတာပါပဲ။ပြောချင်တာကကျမတို့ဟာကျမတို့ရဲ့စိတ်ထဲမှာရှိနေတဲ့အတွေးတွေရဲ့ရလအတိုင်းပြန်ရတတ်တယ်ဆိုတာပါပဲ။ဥပမာပြောရမယ်ဆိုရင်တော့ တကယ်လို့များကျမတို့ကကိုကိုကိုအမြဲတမ်းမကောင်းမြင်တဲ့စိတ်တွေအားငယ်တဲ့စိတ်တွေရှိနေမှတွေးနေမှဆိုရင်ကျမတို့ရဲ့ဘဝကလည်းအဲ့ဒီအတိုင်းပဲမကောင်းတဲ့ဘက်ကိုဥတည်သွားနိုင်ပါတယ်။ဒါပေမဲ့ကျမတို့ကအကောင်းမြင်စိတ်တွေယုံကြည်မှုတွေမျောလင့်ချက်တွေနဲ့ပြည့်နေမှတွေးနေမှဆိုရင်တော့ကျမတို့ရဲ့ဘဝလည်းအောင်မြင်မှုတွေနဲ့ပျော်ရွှင်မှုတွေစီကိုပဲဥတည်သွားမှာပါပဲ။ အောင်မြင်တဲ့သူတွေနဲ့မအောင်မြင်တဲ့သူတွေရဲ့အဓိကကွာခြားချက်ကတော့ IQ မြင့်မားတာတွေပညာရေးအချင်းတွေငွေကြေးဥစ္စာတွေမဟုတ်ပါဘူးသူတို့ရဲ့စဉ်းစားပုံစဉ်းစားနည်းပဲဖြစ်ပါတယ်အောင်မြင်တဲ့သူတွေကအမြဲတမ်းအကောင်းမြင်တဲ့စိတ်တွေနဲ့အနာဂတ်အပေါ်ယုံကြည်ပြီးအလုပ်ကိုစူးစမ်းလုပ်ဆောင်ခြင်းပဲဖြစ်တယ်ဒီနေ့ကျမပြောပြပေးမယ့်အကြောင်းအရာလေးကတော့လူသံပေါင်းများစွာရဲ့ဘဝကိုကြောင်းလဲပေးစေခဲ့တဲ့ you become what you think သင်သွေးတယ်လို့သင်ဖြစ်လာမယ်ဆိုတော့စာအုပ်ထဲကအကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီစာအုပ်ဟာဆိုရင်လူတတော်များများရဲ့ဘဝကိုပြောင်းလဲပေးစေခဲ့တဲ့လူဝတ်ချက်အကြောင်းအရာလေးတွေလည်းပါဝင်ပါတယ်ဒီဗီဒီယိုလေးမှာဆိုရင်စာအုပ်ကပေးတဲ့အထက်အတော့ချက်လေးတွေကိုဆက်လက်လေးပုံစံနဲ့နားလည်လွယ်အောင်ပြောပြသွားမှာဖြစ်လို့အဆုံးထိနားထောင်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင် ဒီအချက်တွေကိုပိုပြီးနားလည်လွယ်အောင်ဥပမာလေးတစ်ခုနဲ့ပြောပြချင်ပါတယ်။တင်းစိတ်ကိုမြေကွက်လက်ကျဲကြီးတစ်ခုဥယျာဉ်ကြီးတစ်ခုလို့မြင်ယောင်ကြည့်လိုက်ပါ။တင်းကတော့အဲ့ဒီဥယျာဉ်ကြီးရဲ့ဥယျာဉ်မှုတယောက်ပေါ့။ဒီဥယျာဉ်ထဲမှာတင်းကပန်းပင်အသီးရနှံပင်တွေစိုက်လို့ရတယ်။ဥပမာငါလုံနိုင်တယ်ဆိုတဲ့ယုံကြည်မှုမျိုးစိတ်ငါကျမ်းမာတယ်ဆိုတဲ့ကျမ်းမာရင်မျိုးစိတ် ငါပျော်ရွှင်တယ်ဆိုတဲ့ပျော်ရွှင်မှုမျိုးစိတ်တွေကိုစိုက်ပျိုးလို့ရတယ်။သင်ဒီအပင်လေးတွေကိုနေ့တိုင်းရေလောင်းဂရုစိုက်မယ်ဆိုရင်ဘာဖြစ်လာမလဲ။ဟုတ်ပါတယ်။တနေ့ပြီးတနေ့ကြီးထွားလာမယ်။အပွင့်တွေပွင့်အသီးတွေတီးပြီးသင်ရဲ့ဥယင်ကြီးကစိမ့်လန်းဆိုပြီးပြီးအရန်လှပနေမှာပါ။ဒါပေမဲ့သင်ကအဲ့ဒီလိုမစိုက်ပဲပေါင်းပင်မျက်ပင်တွေကိုကြီးထွားခွင့်ပေးလိုက်မယ်ဆိုရင်ရော။ ငါမလုပ်နိုင်ပါဘူးဆိုတဲ့တန်တရားပေါင်းပင်ငါဘဝကကန်ဆိုးပါတယ်ဆိုတဲ့အဆိုးမြင်စိတ်ပေါင်းပင်လူတွေကငါ့ကိုမကောင်းမြင်တယ်မကောင်းကြံကြတယ်ဆိုတဲ့ကြောက်စိတ်ပေါင်းပင်တွေကိုကြီးထွားခွင့်ပေးလိုက်ပြီးတင်ဘာမှမလုပ်ပဲဒီအတိုင်းထားလိုက်ရင်အဲ့ဒီပေါင်းပင်တွေကတင်ဥယျာဉ်တစ်ခုလုံးကိုဖုံးလွှမ်းသွားပြီးလှပတဲ့အပင်တွေအတွက်နေရာရှိတော့မှမဟုတ်ပဲပေါင်းပင်တွေပဲကြီးထွားသွားမှာပါ ဒီပုံပြင်ကကျမတို့ကိုဘာလို့ပြောနေရလဲကျမတို့ရဲ့စိတ်ကအဲ့ဒီဥယျင်ပါပဲအပြုတ်သဘောဆောင်တဲ့အတွေးတွေကအသေးအပွင့်တွေဖြစ်ပြီးအနှုတ်လက္ခဏာဆောင်တဲ့အတွေးတွေကပေါင်းပင်တွေပါပဲသင်ဟာသင်စိတ်ထဲကိုဘယ်လိုအတွေးမျိုးစိတ်တွေနေ့တိုင်းထည့်သွင်းစဉ်းစားနေတယ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးသင်ဘဝရဲ့ရလတ်ကိုအဆုံးဖြတ်ပေးသွားမှာပါ တင်ဟာတင်စိတ်ရဲ့ဥယျမှုတယောက်ပါပဲဆိုတာကိုဆိုလိုခြင်းဖြစ်ပါတယ်။နောက်ထပ်ပုံပြင်တစ်ပုဒ်ကိုပြောပြရမယ်ဆိုရင်တော့လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကပကြီးဆရာတယောက်ရှိခဲ့ဖူးတယ်။သူ့နာမည်ကိုကိုဖုံးလို့ပဲကျမတို့ခေါ်ကြပါဆို။ကိုဖုံးဟာ ပကြီးကိုအရန်ချင်းမျက်နှာသူတယောက်ဖြစ်ပြီးပကြီးဆွဲတဲ့နေရာမှာလဲအရေးအချင်းရှိသူတယောက်ဖြစ်တယ်။ဒါပေမဲ့သူက ငါ့ပကြေကားတွေကိုဘယ်သူမှစိတ်ဝင်စားမှာမဟုတ်ပါဘူး။ကြိုက်ကြမှာမဟုတ်ဘူး။ငါကအောင်မြင်တဲ့ပကြေဆရာတယောက်ဖြစ်လာနိုင်မှာမဟုတ်ဘူးဆိုတဲ့အတွေးမျိုးတွေနဲ့ပဲအများအားနေထိုင်ခဲ့တယ်။ဒီလိုအတွေးတွေကြောင့်ပဲကိုဘုံဟာသူ့ရဲ့ပကြေကားတွေကိုပြခန်းတွေစီပို့ဖို့ပြပွဲတွေလုပ်ဖို့ဝင်လင်းနေခဲ့မိတယ်။သူ့ရဲ့စိတ်ထဲမှာမအောင်မြင်နိုင်ဘူးဆိုတဲ့အတွေးကကြီးစိုးလွှမ်းမိုးနေတာကြောင့်သူ့ရဲ့စူးစမ်းအထောက်အမှုတွေကလည်းတပြေး ဖြစ်နဲ့ညော့နေလာခဲ့တယ်။နောက်ဆုံးမှာတော့ကိုဘုံဟာပကြီးဆွဲတော်ကိုတောင်ဆွတ်လွတ်လွတ်နေပါဖြစ်လာခဲ့တယ်။အဲ့ဒီလိုနဲ့တနေ့မှာအတွေးတွေဟာလူတယောက်ရဲ့ဘဝကိုဘလောက်ထိပြောင်းလဲပေးနိုင်တယ်အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကိုသိသွားခဲ့တယ်။အဲ့နေ့ကစပြီးကိုဘုံဟာသူ့ရဲ့အတွေးတွေကိုပြောင်းလဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ငါဟာထူးချွန်တဲ့ပကြီးဆရာတယောက်ဖြစ်လာရမယ်ဆိုတဲ့အကောင်းမြင်တဲ့အတွေးတွေနေ့တိုင်းတွေးရမယ်ဆိုပြီးသူ့ကိုယ်သူပြောဆိုနေခဲ့ပါတယ်။သူ့ရဲ့အတွေးတွေပြောင်းလဲလာတာနဲ့အမျှသူ့ရဲ့အပြုတ်မှုတွေလည်းပြောင်းလဲလာပါတော့တယ်။ကိုဖုံးကပိုပြီးစ조사ပန်းစားနဲ့ပကြီးဆွဲလာခဲ့ပါတယ်။ပြပွဲတွေမှာလည်းသူ့ပကြီးကားတွေပြဖို့မကြောက်တော့ပဲပကြီးပြပွဲလုပ်တဲ့အချိန်မှာတော့လူအများရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပြီး သူဟာအောင်မြင်တဲ့ပကြီးဆရာတယောက်ဖြစ်လာခဲ့ပါတယ်။ဒီဇက်လန်းလေးမှာဆိုရင်တော့ကျမတို့ရဲ့အတွေးတွေကကျမတို့ရဲ့ကံကြမ္မာကိုဘလောက်ထိပြောင်းလဲပေးနိုင်တယ်ဆိုတာကို အထင်ရှားပြသပေးနေပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့အတွေးတွေကအစိတ်အိမ်နဲ့တူတယ်ဆိုတာပါပဲ။ကျမတို့စိတ်ထဲမှာစိုက်ပျိုးတဲ့အတွေးအစိတ်တွေကနေကျမတို့ရဲ့ဘဝဆိုတဲ့အသိပင်ကြီးဖြစ်ပေါ်လာတာပါ။ တကယ်လို့ကျမတို့ကမကောင်းတဲ့အသွေးစိတ်တွေကိုစိုက်ပျိုးမယ်ဆိုရင်မကောင်းတဲ့အသေးအပွင့်တွေရိတ်သိမ်းရမှာပါဒါပေမဲ့ကောင်းတဲ့အသေးအပွင့်တွေကိုစိုက်ပျိုးမယ်ဆိုရင်တော့ကောင်းတဲ့အသေးအပွင့်တွေကိုရိတ်သိမ်းရမှာပါပဲကဲဒါဆိုရင်ကျမတို့ရဲ့အသွေးတွေကိုဘယ်လိုထိ ंछ ုပ်ရမလဲဘယ်လိုစနစ်တကျပြောင်းလဲရမလဲဆိုတဲ့သဘောတရားတွေကို သိပြီဆိုတော့ဒါကိုလက်တွေ့ဘဝမှာကျမတို့ဘယ်လိုအသုံးချရမလဲဆိုတဲ့ အဓိကလက်တွေ့ကျင့်သုံးရမယ့်နည်းလမ်းတွေကို မျှဝေပေးသွားပါမယ်။ဒီအယူဆရဲ့နောက်ွယ်မှာအရေးကြီးတဲ့ဉာဏ်မှတစ်ခုရှိပါတယ်။ဉာဏ်မှတဲ့ဆွဲဆောင်မှုဉာဏ်မှရိုးရိုးလေးပြောရရင်တော့သင်အာယူဆိုင်နေတဲ့အရာကသင်ဘဝထဲကိုဆွဲခေါ်နေရပါပဲ။တင်ကငါမှပတ်စံမရှိဘူးဆိုတာကိုပဲတစ်ချိန်လုံးတွေးနေမှဆိုရင်တင်အောင်နောက်ကပတ်စံမရှိတဲ့အခြေအနေတွေကိုပဲပုံပြီးရှာဖွေတွေးရှိလာမှဖြစ်ပြီး ပိုက်ဆံရနိုင်မဲ့အခွင့်အရေးတွေကိုမြင်နိုင်တော့မှာမဟုတ်ပါဘူး။တကယ်လို့တင်ကငွေဝင်လမ်းကြောင်းတွေငါရှာဖွေနိုင်တယ်ငါလုံနိုင်တယ်ဆိုတာကိုအာယုံဆိုင်ရင်တော့တင့်စိတ်ကအခွင့်အလမ်းတွေကိုအလိုလိုမြင်လာတွေ့မြင်လာပါလိမ့်မယ်။ညညာမနဲ့တင့်ရဲ့မသိစိတ်ကျမတို့စီမှာသိစိတ်နဲ့မသိစိတ်ဆိုပြီးစိတ်နှမျိုးရှိတယ်။သိစိတ်ဆိုတာကကျမတို့နေ့စဉ်တွေးခေါ်ဆုံးဖြတ်နေတဲ့စိတ်ပါ။ မတိစိတ်ကတော့ရေခဲတောင်ကြီးရဲ့ရေအောက်ပိုင်းလိုပါပဲပိုကြီးမှပြင်းအားလဲပိုကောင်းပါတယ်သူကကျမတို့ရဲ့အလေအကျင့်တွေယုံကြည်မှုတွေကိုထိမ့်ချုပ်ထားတယ်အရေးကြီးတာကမတိစိတ်ဟာအမှားအမှန်မခွဲခြားတတ်ပါဘူးတင်ကသူ့ကိုငါကပျော်ရွှင်တဲ့လူတစ်ယောက်ပါလို့ထက်ခါတက်ခါပြောရင်သူကအဲ့ဒါကိုအမှန်လို့လက်ခံပြီးတင်ကိုပျော်ရွှင်အောင်ပံ့ပိုးပေးပါလိမ့်မယ်တင်က ငါကအတုံးမကြဘူးလို့ပြောနေရင်လေအဲ့ဒီအတိုင်းပဲတင်ပေါ်ကကိုဖန်တီးပေးပါလိမ့်မယ်။ဒါကြောင့်မသိစိတ်ကိုကျမတို့ရဲ့မဟာမိတ်ဖြစ်အောင်လုပ်ရပါမယ်။ဘယ်လိုလုပ်ရမလဲဆိုရင်တော့အပြုသဘောဆောင်တဲ့စကလုံးများရွတ်ဆိုခြင်းမနှက်အိပ်ရာထားတိုင်းမှန်းကြည့်ပြီးကိုကိုကိုအားရှိစေမယ့်စကားတွေပြောပြီးပါ။ဒီနေ့ဟာကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်လာမှာပါ။ငါဟာအရေးချင်းရှိပြီးတတ်မှာပါတဲ့။ ငါဟာအောင်မြင်အောင်လုံနိုင်စွမ်းရှိတယ်။ငါဘဝအแทးကိုကောင်းတဲ့အရာတွေနေ့တိုင်းဝင်လာနေတယ်။ငါဟာငွေကြေးကိုကောင်းကောင်းစီမံခန့်ခွဲနိုင်တယ်။ငါဟာစက်မပြီးစိတ်သက်ချမ်းခိုင်တယ်လို့နေ့တိုင်းပြောကြည့်ပါ။အစပိုင်းမှာတော့ဒါကကိုကိုကိုလိမ့်နေသလိုမျိုးခံစားရနိုင်တယ်။ဒါပေမဲ့အရင်ကြီးပါဘူး။တင့်ရဲ့အတွင်စိတ်ကတင်းထက်ခါထက်ခါပြောတဲ့အရာကိုအမှန်လို့လက်ခံသွားပြီး တင့်ရဲ့အပြုအမူတွေသုံးဖြတ်ချက်တွေကိုအဲ့ဒီအတိုင်းလမ်းညွှန်ပေးသွားပါလိမ့်မယ်။ကဲဒါဆိုရင်တင့်ဘဝဥယျင်ကိုစတင်ပြုထောင်ဖို့အသင့်ဖြစ်ပြီလား။လက်တွေ့လုံဆောင်နိုင်မဲ့အချက်လေးချက်ကိုမျှဝေပေးပါမယ်။နံပါတ်၁သတိထားပါတဲ့ကောင်းတဲ့မှာဘယ်လိုအတွေးတွေလဲပတ်နေလဲဆိုတာကိုစပြီးတတိထားကြည့်ပါ အကောင်းမြင်တာများလားအဆိုးမြင်တာများလား ဆပိုင်းမှာတော့ဘာမှမပြောင်းလဲပါဘူး။ကိုယ်အတွေးကိုအရင်ဆုံးသိအောင်လုပ်ရပါမယ်။နံပါတ်1အစိုးမြင်တဲ့အတွေးတွေကိုစင်ခေါ်ပါ။ငါမလုပ်နိုင်ပါဘူးဆိုတဲ့အတွေးဝင်လာရင်သူ့ကိုမေးခွန်းထုတ်ပါ။ဒါကတကယ်ရောဟုတ်လို့လား။အရင်ကရောဒီလိုမျိုးအောင်မြင်အောင်လုပ်ခဲ့ဖို့ရမရှိဘူးလားဆိုပြီးသူ့ကိုပြန်ပြီးမေးခွန်းထုတ်လိုက်ပါ။နံပါတ်3ကျေးဇူးတင်တတ်ပါစေ။ဒါကအစွမ်းထက်ဆုံးသောလက်နက်တစ်ခုပါ။ ကျွန်တော်တို့ကမရှိတာတွေကိုပဲအာရုံစိုက်နေရင်မရှိခြင်းကိုပဲပုံပြီးဆွဲဆောင်နေမှာပါညအိရာမဝင်ခင်တိုင်းမှာစာအုပ်လေးတအုပ်ထားပြီးဒီနေ့ဖြစ်ခဲ့တဲ့ကောင်းတဲ့အရာတင်ကျေးဇူးတင်မိတဲ့အရာ၃ခုဒါမှမဟုတ်ငါးခုကိုပြန်တွေးပြီးချက်ရေးပါကျေးဇူးတင်စိတ်မွေးပါဘလောက်သိငယ်တဲ့အရာဖြစ်ဖြစ်ရပါတယ်ဒါတွေကတင့်မတိစိတ်ကိုအကောင်းမြင်တဲ့ဘက်ကိုလမ်းညွှန်ပေးပါလိမ့်မယ် ဒီနေ့ချက်ချက်မမာနဲ့အိညာကနူးထောင်းနိုင်လို့ကျေးဇူးတင်တယ်။အရသာရှိတဲ့ကော်ဖီတစ်ခွက်တောက်ခဲ့ရလို့ကျေးဇူးတင်ပါတယ်။ကိုကိုဖုန်းဆက်မေးတဲ့တငယ်ချင်းတယောက်ရှိလို့ကျေးဇူးတင်ပါတယ်။ဒီလိုလှုပ်လိုက်တဲ့အခါတင့်ရဲ့အာယုံကမရှိတာကနေရှိနေတာတွေစီကိုပြောင်းသွားပြီးတင့်ရဲ့တုံ့ခံမှုကိုချက်ချင်းမြင့်တက်လာပါလိမ့်မယ်။နံပါတ်၄စိတ်ကူးဖြင့်ပုံဖော်ခြင်းတင်းလိုချင်တဲ့ဘဝတင်းပြစ်ချင်တဲ့ပုံစံကို တနေ့9မိနစ်လောက်အချိန်ပေးပြီးအသေးစိတ်မျက်စိထဲမှာကြည်ကြည်လင်လင်ကွက်ကွက်ကွန်းကွန်းနဲ့ပုံဖော်ကြည့်လိုက်ပါဥပမာသင်ကကိုပိုင်စည်းပွားရေးတစ်ခုအောင်မြင်ချင်တယ်ဆိုကြပါစို့သင်ရဲ့ဆိုင်ဒါမှမဟုတ်ရုံခန်းထဲမှာသင်ရှိနေတာပျော်ပျော်ရွှင်ရွှင်နဲ့စကားပြောနေတာသင်ပါအကောင့်ထဲကိုပတ်စံတွေဝင်လာတာသင်အောင်မြင်သွားတဲ့အခါခံစားရမယ့်ပီတိအဲ့ဒီခံစားချက်ကိုပါထည့်ပြီးအသေးစိတ်မြင်အောင်ကြည့်ပါ ဒီလိုလှုပ်ခြင်းကတင့်ရဲ့မတိစိတ်ကိုဒါကငှက်ရဲ့ပန်းတိုင်ပဲဆိုပြီးရှင်းရှင်းလင်းလင်းပြပီးလိုက်တာနဲ့အတူတူပါပဲတန်တရားများကိုကြော်လွှားခြင်းဟုတ်ပါတယ်ပြောတော့လွယ်တယ်တကယ်လို့ကြည့်တော့အစိုးမြင့်စိတ်တွေကအလွယ်တကူပြောင်းဝင်လာတတ်တယ်လို့ထင်နိုင်ပါတယ်မှန်ပါတယ်ကျမတို့နှစ်ပေါင်းများစွာအချင်းဖြစ်နေတဲ့အသွေးပုံစံကိုတရက်နှစ်ရက်နဲ့ပြောင်းလဲလိုက်ဖို့ဆိုတာမလွယ်ကူပါဘူးအဓိကကစိတ်မပြတ်ဖို့ပါပဲ။ အဆုံးမြင်စိတ်တစ်ခုဝင်လာတိုင်းကင်ဆယ်လုပ်လိုက်ပါဟေးငါဒီလိုမတွေးတော့ဘူးဆိုပြီးအပြုတ်သဘောဆောင်တဲ့အတွေးတစ်ခုနဲ့ချက်ချင်းအစားထိုးလိုက်ပါဥယျင်ထဲကပေါင်းပင်ကိုရှင်းတယ်လို့ပါပဲတခါရှင်းလက်ယုံနဲ့အမြင့်ပြတ်မသွားပါဘူးနေ့တိုင်းနည်းနည်းစီရှင်းလင်းပေးနေရမှာပါတနေ့တစ်ချိန်တစ်ချိန်မှာတစ်မိနစ်ပဲဖြစ်ဖြစ်စားလုပ်လိုက်ပါတဖြည်းဖြည်းနဲ့တင်းရဲ့စိတ်ဥယျင်ဟာတန့်ရှင်းလာပါလာမှာတည်ကြပါတယ် နှစ်ချုပ်အနေနဲ့ပြောရရင်တော့တင်ဘဝကိုပြောင်းလဲဖို့ဆွမ်းအားဟာတင့်အပြင်မှာမဟုတ်ပဲတင့်ရဲ့အတွေးထဲမှာပဲရှိနေတယ်ဆိုတာပါပဲအရာအလုံးဟာအတွေးတစ်ခုကနေစတင်ပါတယ်တင့်စိတ်ဟာဝိညာဉ်တစ်ခုပါတင်ကဝိညာဉ်မှုဖြစ်တဲ့အတွက်ကောင်းတဲ့မျိုးစိတ်တွေကိုပဲရွေးချယ်စိုက်ပျိုးပါတင်လွှင့်ထုတ်လိုက်တဲ့အတွေးတုံခမှုနဲ့တူညီတဲ့အရာတွေကိုပဲတင်ပြန်လည်ရရှိလာမှာပါ ြုတ်သဘောဆောင်တဲ့စကလုံးများရွတ်ဆိုခြင်းစိတ်ကူးပုံဖော်ခြင်းကျေးဇူးတင်တတ်ခြင်းဆိုတဲ့လက်တွေ့ချင်းတုံချင်းနိလန့်တွေကိုနေ့စဉ်ဘဝမှာအသုံးချပြီးသင်ရဲ့အတွေးပုံစံကိုပြောင်းလဲပစ်ပါသင်ဘဝကိုပြောင်းလဲခြင်းရင်တော့အပြင်ကအရာတွေကိုပြောင်းလဲဖို့မကြိုးစားခင်သင်ရဲ့အတွင်ကအတွေးတွေကိုအရင်ဆုံးပြောင်းလဲဖို့ကြိုးစားလိုက်ပါဘာလို့လဲဆိုတော့ you become what you think ဆိုတဲ့အတိုင်း တင်တွေးသလိုတင်ဖြစ်လာမှာမှို့လို့ပါပဲဒီဗီဒီယိုကိုကြည့်ပြီးသွားရင်ဒီတစ်ပတ်အတွင်းတင်ပြောင်းလဲခြင်းတုံကြည့်မဲ့အပြုတ်သဘောဆောင်တဲ့အတွေ့အကြုံကဘာဖြစ်မလဲကွန်မန့်မှာရေးပြီးမျှဝေပေးခဲ့ပါဦးဒီဗီဒီယိုလေးကတဲ့အတွက်တစ်စုံတစ်ခုအကျိုးရှိခဲ့မှာဆိုရင် like and subscribe လောက်တာဖို့မမေ့နဲ့နော်နောက်ထပ်လည်းဒီလိုတင်ဘဝကိုပြောင်းလဲသွားစေမဲ့အကြောင်းအရာတွေကိုမျှဝေပေးသွားမှာဖြစ်လို့ ကျွန်မတို့ရဲ့ channel လေးကိုစောင့်မျှော်ကြည့်ရှုအားပေးပါအောင်နော်အားလုံးပဲပျော်ရွှင်အောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။